ဟုတ်ကဲ့မင်္ဂလာပါဘက်စုံအသုံးပြုနိုင်တဲ့ဒေါန်ကွက်ကလေးရဲ့ညာပိုင်းအလှကိုတင်ဆက်ပြသပေးခြင်းဖြစ်ပါတယ်ဒေါန်ကွက်ရဲ့ကျွန်တော်တို့ဘေးရမြင်ရတဲ့အနေထားအခုမြင်ရတာကတော့အနောက်ကပန်းချံရဲ့အနေထားပါအဲ့ပန်းချံအနေထားကိုတော့တိတိကျကျပြပါအောင်မယ်ပန်းချံမှာဘလို့ ပင်နေစိုက်ထားတယ်ဘလို့လှပတယ်ဆိုတာလေးကိုတိတိုက်ရိုက်ပြပေးပါမယ်။ဒါကတော့နောက်ကနေမြင်ရတဲ့အနေထားပါဘေးမှာကားတွေများများရပ်လို့ရပါတယ်။အခုနောက်ကမြင်ရတဲ့နေရာမှာမော်တာဆက်ချုပ်ပြီးဘောကလုပ်ငန်းကားယူစီးစသဖြင့်ပေါ့ကိုတက်တက်ရအာတာရလုပ်လို့ရပါတယ်။ ဒီပေါ်ပေါ်မြတ်မြတ်အသုံးပြုလို့ကောင်းပြီကာကြီးစီလို့လည်းကောင်းတပင်းဒီပိုင်းဆိုင်လို့လည်းကောင်းအဲအခုဆိုကာလန်ဒီပိုင်းအေးတဲ့အကုန်လုံးရေဒီပိုင်းလောင်းအခုရိုက်တဲ့ချေညာ10နာရီကျော်လောက်ရှိပါပြီအမှတပင်းဒီလည်းဒီဝဝလင်းလင်းလောင်းပေးပါတယ်အခုဆိုင်ကန်းနေနေရာကိုပိတ်ရနေတာတွေ့တာဖြစ်ပါတယ်ပြီးရင်ဆိုင်ကန်းတွေတကားဖွင့်တဲ့ဟာကိုရိုက်ပြပေးပါပါ အဲမှာမိသားစုအေးစေနားယူလို့ရပြင်မွေးနေ့ပွဲ ပါတီပွဲတွေမှာအခုနေရာလေးမှာပြုလုပ်လို့ရပါတယ်အေးစေနားယူလို့ရပါတယ်အေးရဲ့လှဲ့ကအရှိဘက်လှဲ့ဖြစ်တဲ့အတွက်နေဘက်အချမ်းဖြစ်ပါတယ်နေကစန်းစန်းနာရီတနာရီနောက်ပိုင်းဆိုရင်အရှိကမိဘက်ကိုတောက်လျှောက်အပြည့်ရောက်လာပါတယ် တပင်ပန်းမှန်နေနဲ့ဝီဆဆာအေးချင်းချင်းနေလို့ရတဲ့နေရာကောင်းလေးဖြစ်ပါတယ်။နေရာကတော့တောင်ကုန်မြို့နယ်92ရပ်ကွက်မှာဖြစ်ပါတယ်။ညီမျိုးစားတော့ပါမစ်မူရင်ဖြစ်ပါတယ်။ပင်စဲ60ခုဓာတ်ကွက်ဖြစ်လို့24 63ရှိပါတယ်။ဓာတ်ကွက်တင်မကပါခင်ဗျ။အိုင်နာတဝိုက်မှာကတော့ချန်ဒီအလေကွက်ကလည်း23ပြီး23ပြီးစသဖြင့်ရှိပါတယ်။ အခုမြင်ရတဲ့အနေအထားကကျွန်တော်နောက်မှသစ်ပင်ပန်းမှန်တွေအများကြီးစိုက်ထားတဲ့ပြင်အအဆောင်မြင့်မြင့်အမိုးမြင့်မြင့်ဂိုဒေါင်ကြီးလေးဆက်ပါတယ်အဲ့ထက်မှကားကြီးထားလို့ရပါတယ်လုပ်ငန်းတွေအများကြီးလုပ်လို့ရပါတယ်သစ်ပင်စိုက်တာဝါနာပိုင်တွက်ကတော့အရန်သစ်ပါခင်ဗျာသစ်ပင်ကတော့အမျိုးစားမျိုးစုံကိုအင်းရှိအိနောက်အင်းဘေးအများကြီးစိုက်ပြပါတယ်လုံးချင်းအိမ်အရသာအပြည့်ဝနဲ့ကိုနေနိုင်ပြီးတော့ စိတ်လွတ်လပ်ပေါ်ပါစွာနေနိုင်တဲ့တောင်းကွက်ဖြစ်ပါတယ်။လဘေးဆိုင်ကာရှူရွန်ကာလတ်ပြင်ဆိုင်ကာဂျီစီစီတူစသဖြင့်မိမိနှစ်သက်ရာ အာတာရာလုပ်လို့ရပါတယ်။အခုဆိုရင်တကားတွေဖွင့်ပြနေတာပါ။ဘေးကစလိုက်တူတကားကြီးဆွဲတကားကြီးဘီးတကားကြီးနဲ့လှုပ်ထားတာဖြစ်ပါတယ်။စနက်ပီတကားဂိတ်တကား၃ပေါက်ရှိပြီးရောဆေးပီး ဆက်တပီတကားကနှစ်ပေါက်အားလုံး၄ပေါက်ရှိပါတယ်။နောက်ထပ်အပေါ်ကိုစိတ်ကူးရှိလို့ထပ်တက်ချင်တဲ့တက်ဖို့ရအောင်တပီခွဲ အာစီတိုင်ကြီးလုပ်ထားပါတယ်။ပတ်ချလည်းအုတ်ဒရိုင်းဖြစ်ပါတယ်။အပေါ်မှာငမန်းမီလုံးတိုင်ကြီးတွေဆိုလာမီလုံးတိုင်ကြီးတွေပတ်ပတ်လည်ထားထားပါတယ်။မြဆိုရင်မီးကြီးထိနေရပါ။အကေမီးပြက်နေရင်လည်းဆိုလာမီလုံးတွေတော်တော်များများရှင်းတော့ ဘီဘွဲဝဲရထားရတဲ့အတွက်ခြံကအမြဲလင်းထိန်နေပါတယ်။ကားကောင်းနေ AC ရက်ထားလို့ရပါတယ်။အဲကွန်း၃လုံးပါပါတယ်။မှတကားကြီးနဲ့ခြေလုံးစကားကြီးတက်ဆင်ထားပါတယ်။အထဲအပြင်စင်ကိုလည်းတိတက်ရိုက်ပြပြီးမှဖြစ်ပါတယ်။အခုမြင်နေရတာတစ်ဖက်ကဆူလာမီလုံးမှာအခုမြင်ရတာကငမန်းမီလုံးတွေပါ။တော်လေးလင်းပါတယ်။ ကိုမြင့်ပေါ်မှာတိဆောက်ထားတဲ့ပုံစံဖြစ်နေပါတယ်။ကားလန်းကတော့ကားနစီးရှောင်းလွတ်ပါတယ်။ဒီဘက်ချမ်းလန်းကတစ်စပန်းလန်းလို့ခေါ်ပါတယ်။ဒါကတော့ slide to gate တကားကြီးကိုဖွင့်ပြတာပါ။အထက်မှာကြွေပြားအပြည့်ပါ။တဒိုင်လုံးဆိုရင်ကြွေပြားအချက်တစ်တောင်းကျော်ပါတယ်ခင်ဗျာ။ရေကနှစ်မျိုးရှိပါတယ်။အဝေစီးရေအခုနောက်ပိုင်းလို့တဲ့ဂျိုးပြူရေပုံစံမျိုးလကွန်းပြင်ကလာတဲ့စီပီရေပါရေတော်တော်လေးကိုကြည်ပါတယ်ခင်ဗျာ။ ဒါကျွန်တော်ဇာမီကုမ္ပဏီကနေပြီးတော့မိတိုင်ဒီလမ်းတော်တော်များများလှူဒန်းထားပါတယ်။ဥပထိပ်မှာလည်းလှူဒန်းပါတယ်။ဒါဒီဘက်ကမြင်ရတဲ့အနေအထားဖြစ်ပါတယ်။တစ္စပန်လမ်းဘက်ကမြင်ရတဲ့အနေအထားပါ။အဲ့ဒီမှာလမ်းမြင်နေရတာကအဲကလူကာကားကြီးနဲ့ဒီဘက်ကကားကန်းဖြစ်ပါတယ်။အဲ့ကားကန်းထဲမှာယူချူကန်းဘူရိုင်းအိနာမြမာတဲ့အိနာရေစက်ခန်းတွေပါပါတယ်။ဥပမာကျွန်တော်စိုက်ကေးရက်ထားပါတယ်။ ဆိုင်ကယ်ကြီးကတော့ဒီမှာ AC အနားယူနေပါတယ်အမိုးမြင့်မြင့်အဆောင်ကျကျပါခင်ဗျာနေနဲ့လည်းအငွေဒီပေါ်လို့ထပ်ပြီးတော့သုံးတက်ခွဲဒီငါးတက်ဒီဆောက်ချင်လဲဆောက်လို့ရအောင် ဖောင်ဒေးရှင်းကိုယူထားပြီးသားတယ်ဒီဘက်ကကြွေပြအပြည့်နဲ့ကကျွန်တော်တို့တပေခွဲချက်ကြီးပါ gray color လေးနဲ့ဘူဆန်းဆန်းအယောင်လေးကိုထည့်သွင်းပေးထားပါတယ်အထဲမှာမြန်တိုက်ကတော့ ပရီမီယာအဖြူကိုတေချာစနစ်တကျတုတ်ထားတဲ့အတွက်ဖြူပွေးဝင်ဤနေပါတယ်အပေါ်မှာဘလီဒါစူဂျူးတွေအပြည့်ကတ်ထားပါတယ်ဘလီဒါစူဂျူးတွေကဒီရှေ့မှာရောနောက်မှာရောပန်းချံမှာရောတတ်ထားပါတယ်ဂါလန်လေးပါအေးပြီးတော့ရေလေးကလည်းပွေးပြီးတော့မြဲနေတာပါဒါအခုဆိုရင်အေးရဲ့ဒေါင်းကိုမြဲနေတာပါ ည7:00နာရီကျော်ပါခင်ဗျာဟုတ်ပါတယ်ဒီမှာကြဘန္ဒာဗင်လေးနဲ့ပါအဲဒါအင်ရှိဘက်ကိုတပင်းလေးလောင်းတယ်အဲကျွန်တော်ကွန်ကရစ်တွေကိုရေလောင်းတယ်ဒီမှာကတိရစကားပင်စကူပန်းပင်အဲပုံ30စက်နောက်ပြီးတော့ဟိုတိရစကားအဖြူအဲပန်းအူကြီးတွေပါခင်ဗျာနေမဲ့လူကတော့အဲကြောက်ခက်ပင်ဟုတ်ကဲ့ အဲရေရအမရေဟိုဟာပေါ့ခင်ဗျာတစ်ပင်တွေဝဝလင်လင်နဲ့လောင်းလို့ရအနေထားပါအိမ်ဆောက်တဲ့ပုံစံတော့ဘင်္ဂလိုပုံစံခေါင်လေးနှစ်ထပ်ပါအဲအဲကန်းကိုလှမ်းမြင်နေရပါတယ်အဲကန်းနဲ့အထက်အိတ်ခန်းတွေလည်းတည်တံ့ရိုက်ပြပြီးမှာပါအရှိ့တော့ကျွန်တော်တို့အုတ်တတိုင်းမှာကြွေပြားလေးတွေနဲ့အလှဆင်ထားပါတယ်ပြီးတော့တန်တိုင်းတန်ဘန်းပါပါတယ်အပေါ်မှာစူးလေးတွေထပ်ပြီးတော့ခတ်ပြီးထားပါတယ် ခေါင်းနဲ့ဆင့်ဖြစ်ပြီးတော့ရှေ့ကိုဧည့်သည်အဝတ်ထွက်ဒဲစာလာယူတာပဲဖြစ်ဖြစ်မိုးပက်ဘလောက်ပက်ပဲရေမစိုးပါဘူးခင်ဗျာဟုတ်ပါတယ်ဒီဘက်ကဒေါင်လေးမှာနေရအမြင်သားကစတိုက်ကဘယ်ဘက်ကကြည့်ကြည့် view အင်တန်လှပါတယ်အခုဆိုရင်လည်းဒီဖြည့်ရဲ့ကျွန်တော်တို့တိုက်ရရှိမှာအဆောက်အဦအကြီးတစ်ခုဆောက်ဖို့စတင်ပြင်ဆင်နေရနေရပါတယ်ပန်းဝန်းကျင်နဲ့အင်တန်ကောင်းပြီးတော့ နေထိုင်ရေးအင်တာနက်ကောင်းတဲ့နေရာလေးဖြစ်ပါတယ်ဟုတ်ကဲ့တပင်းဆိုင်တာဝါနာပါသူတွေအတွက်ကတော့ရေကန်အစ်အကြအစ်ပါခင်ဗျာတပင်းဆိုင်ညာဘက်ကကွန်ကရစ်တွေ ကာလန်နေကိုအေးမြတန့်ရှင်းဖုန်ကင်းအောင်ဖုန်တန့်ရှင်းအောင်လောင်းလို့ရတဲ့အနေအထားဖြစ်ပါတယ်အဲတော့ဘက်တော့မှဆိုလဖေးဆိုင်နေစားတောက်ဆိုင်နေအဲအဖျော်ရမကအေဂျင့်နေဆိုင်နေတော်တော်များပါတယ်ပြတောက်ွက်တိုင်းရတော့အဲဒါတဏ္ဍခါပင်ခင်ဗျာခုနကကြော်ပြောမိသွားတယ်တဏ္ဍခါပင်တဏ္ဍခါကြီးမှုကျတဏ္ဍခါပင်ကရှေ့မှာရောအေးရဲ့နောက်မှာရောရှိပါတယ်အထိုင်းဇွန် ထိုင်းစပယ်တွေကလည်းရှေ့မှာရောနောက်မှာရောရှိပါတယ်အပင်တွေနဲ့ဝီစာအေးမြတ်မြတ်နေလို့ရတယ်အဲရန်ကုန်မြို့ရဲ့အေးရအေးမြတ်တဲ့ OAC လေးပေါ့ခင်ဗျာကျွန်တော်ပြောတဲ့အိမ်ဆောက်ဖို့ပြင်နေတဲ့နေရာပါဟိုဘက်ကိုဆက်သွားလိုက်ရင်ကျဆက်သားလာမှာအခုမြန်လန်းကတော့နွေတာကီလန်းဖြစ်ပါတယ်နွေတာကီလန်းနွေတာကီလန်းနေပြီးတော့ဒီဘက်ကိုကျွန်တော်တို့ရဲ့အလှည့်ကအရှိဘက်ကိုဥတီထားတဲ့အတွက်အရေးကို ောင်းကောင်းရပါတယ်အမြန်ဆက်ဆက်အကွက်ကလည်း24ဘီလောက်ရှိပါတယ်တစ်ပင်ပန်းမှန်တွေများတဲ့အတွက်အင်တာအီးမြပါတယ်ဒါကျွန်တော်တို့ဇာမဏီကုမ္ပဏီကလှူဒါန်းတာတဲ့ငမန်းမီလုံးတိုင်ပါကျွန်တော်အရှိမစုခဲ့တိုင်ပါပဲလမ်းရဲ့ဒီဘက်ထိပ်မှာရောဟိုဘက်ထိပ်မှာရောဟုတ်ကဲ့တစ်ပင်တွေများတဲ့အတွက်ရောင်မှာရှိတဲ့တောင်းတကူက အဲအပူပိုင်းဒေတာရဲ့ OA စစ်လေးလို့အောင်ပြောအောင်လို့ပါခင်ဗျာလောက်လေးလာဖို့ဖိတ်ခေါ်ပါရစေ